ဟုတ်ကဲ့ပါဆရာတို့ဒီနေ့အလယ်ပြီးနဲ့တရစရအာနဲ့နောက်ပြီးတော့မတရာတုစကုလေးတွေထည့်ကြည့်လိုက်ကြမယ်နော်။ Okay အခုဆိုရင်တရစရအာကဘာဖြစ်နေလဲ။တရစရအသွင်ပြောင်းနေတယ်နော်။ဘလို့အသွင်ပြောင်းသွားလဲ။ဘယ်ချိန်မှာပြောင်းနိုင်လဲဆိုတာကြည့်ကြမယ်။ပထမဆုံးဆရာတို့ဘီနဲ့တရနဲ့ပုံမှန်ပေါင်းကြည့်မယ်ဆလာအာနဲ့အလယ်ပြီးနဲ့ပေါင်းမယ်ကောအကဆိုလို့ရှိရင်ကဆိုပြီးတော့ထွက်တယ်မလား။ကောအကအဲဒါကကြတော့ပုံမှန် တွဲတဲ့အတန်ဖြစ်ပါတယ်အခုဆရာတို့အဲ့ဒီဆက်လက်အာရဲ့အနောက်မှာမန္တရာတုစကုကိုထည့်လိုက်မယ်ဟမ်ထည့်ကြည့်လိုက်မယ်အပေါင်းပြီးတော့မန္တရာတုစကိုထည့်လိုက်မယ်မန္တရာတုစကိုတရအတန်တူဆရာရင်ထည့်မယ်နော်တရအတန်တူထည့်မှဆရာမက်ကော့ပ်ကိုထည့်လိုက်မယ်မက်ကော့ပ်မက်ကော့ပ်အနောက်ကမန္တရာတုစကုကိုတရရဲ့ဆက်လက်အာရဲ့အနောက်မှာထည့်လိုက်တာနဲ့တည်းများတရဆက်လက်အကအသွင်ပြောင်းသွားတယ်ဘယ်လိုပြောင်းလာလဲကြည့်မယ်နော်ကောက်ကန်ရဲ့အပေါ်မှာ အသွင်ပြောင်းပြီးတော့ရောက်သွားတယ်အဲ့ဒါပြီးတော့မန္တနာသူစကုတ်မဲကုတ်ကတော့ပုံမှန်နာမည်နေနေမယ်ဟာအဲ့ဒီတရဆရာအာနီအသွင်ပြောင်းသွားတဲ့အရာလေးကိုထိုင်းလို့မိုင်းဟန်အကာလို့ခေါ်ရနော် မိုင်းဟန်အကာလို့ခေါ်ပါတယ်စလုံးပေါင်းမယ်ဆိုရင်တော့အဲ့ဒီမိုင်းဟန်အကာကိုအပြည့်စုံတော့မထွက်ဘူးဗျာသူကဆက်လာအာကနဲ့ဆင်းသက်လာတာဆိုတော့သူ့အလိုပဲစလုံးပေါင်းတဲ့ပုံမှန်ပဲနော်ဆရာစလုံးပေါင်းပြမယ်ကော အဘောအဲ့လိုစလုံးပေါင်းတယ်ထွက်လာတဲ့အတန်ကကြတော့မတ္တရသူစကုအတန်သူနဲ့ပိတ်ထားတော့ကပ်ဆိုပြီးတော့တန်ထားတယ်နော်ဘယ်လိုလဲကောအဘောကပ်ဒါမတ္တရသူတန်သူမေကုပ်နဲ့နော်အပြောင်းကြည့်မယ်တို့တွေအဒီဘီကတော့အလေဘီပါနော်မတ္တရသူစကုအတန်သူမှာဆရာမက်ကုတ်နဲ့ထည့်လိုက်မယ်ဗါတယ်လေမက်ကုတ်နဲ့ထည့်မယ်ဒေါ်ဒစ်မက်ကုတ်ဆိုတာဒေါ်ဒစ်နော်ကောအဒော အဲတတ်တဲ့ပိတ်လိုက်တာကတ်အဲ့လိုမျိုးဖြစ်သွားတာအတန်တုံမလို့သွားလဲအတန်တူလေးလာတယ်အဲဒါဆိုလို့ရှိရင်ဇာတို့နောက်ကနေဘာထဲကြည့်မလဲမတ္တရာတုစကုအတန်ရှိထဲကြည့်မယ်နတ်သက်မက်ကွန်းနော်နော်နူထဲလိုက်မယ်ဘယ်လိုဖြစ်သွားမလဲကောအနောကန်မတ္တရာတုစုအတန်ရှိနေတူလိုက်တော့အတန်ရှိွားတာနော်ကောအနောကန်ဘာဘာဘလာအဆရာတို့မကမတ္တရာတုစုဘာရှိတယ် အတန်ရှိရအနောနုအဖြစ်မော်မားထက်ကြည့်မယ်ကောအမောကမ်ဘာသာပိမယ်နော် မော်မားမက်ကုမတ်တဆိုတော့ကမ်လို့ထွက်တယ်အဒီမန္တရာတို့စကုတ်ဆရာတို့မက်ကွေထက်ကြည့်လိုက်မယ်နော်ယောယက်မက်ကွေဆိုတာယက်တက်နော်ကောအယောကိုင်အဲတော့ပြောင်းလာလုံးလုံးပြောင်းလာတာနော်ကိုင်ဆိုလို့ဖြစ်သွားတာ โอเคတဘောပေါက်လားအဲ့ပြီးတော့ဆရာတို့မက်ကိုကိုဒီမှာဆလာအနဲ့တလုံးပေါက်လို့ရှိရင်မတ္တရာဒော့စ်ကိုမက်ကိုထည့်လို့မရဘူးဘာကြောင့်လဲဆိုတော့မက်ကိုထည့်လိုက်တာနဲ့သူကဆလာဦးဝါဖြစ်သွားတာဟုတ်တယ်နော်ဆလာဦးဝါကော့ဦးဝါကိုဝါဖြစ်သွားလိမ့်မယ်โอเคပါဒါကြောင့်မလို့ဒီမတ္တရာဒော့စ်ကိုထည့်လိုက်လို့ရှိရင်တတဆလာအကတရအတွင်ပြောင်းရတယ်အဲ့ဒီအတွင်ပြောင်းရတဲ့အရာကိုမန်အကလို့ခေါ်တယ်နော်အတို့ရေနောက်တဲ့ဗီဒီယိုဖိုင်တစ်ခုမှစအုပ်ထဲမှာ စလုံးပေါင်းပြီးတော့ကြည့်လိုက်ကြရအောင်အသက်တွေနဲ့